အဲလီဇဘက်နဲ့သူ့ရဲ့ခင်မဟန်နရီတို့ဟာသူတို့ရဲ့ချစ်သမီးလေးကိုကမ္ဘာထဲကျိုးဆို့ဖို့အတွက်ဇေယုံရဲ့မိဖွားဆောင်မှာရောက်နေကြပါရင်လှပောင်းများစွာစောင့်ဆိုင်ခဲ့ရပြီးတဲ့နောက်ဘိုင်းနာလာတာနဲ့အများစိတ်လှုပ်ရှားမှုနဲ့ဇွေရင်စိတ်တွေကလေထုထဲမှာပြန့်နှံ့နေခဲ့ပါပြီမယ်ရီကျွန်စင်းဆွဲကလေးငယ်ဟာမနေ့9နာရီမိနစ်30မှာပဲသပင်နဲ့နဲ့ထုထုနဲ့နူးညံ့တဲ့ရုပ်ရည်လေးနဲ့ပဲမွေးဖွားလာခဲ့ပါရင် ဒါပေမဲ့ဆေးရောင်မွန်တွေကသူ့ရဲ့ရှာဟာပုံမှန်မဟုတ်ဘဲနဲ့ကြီးနေခဲ့ပြီးတော့ဗဇက်ကနေထွက်နေတာကိုသတိထားမိတဲ့အတွက်ဇွိန်စိတ်တွေဖြစ်ပေါ်ခဲ့ရပါသည်ကလေးအထူးကုဆရာဝန်ရေရှဲကာတာကမေရီကိုဘက်ဒဝစ်ဘီဒမန်ယောဂါလို့ခေါ်တဲ့ကြီးထွားမှုဆရာရှားပါယောဂါတမျိုးဖြစ်နေတဲ့အကြောင်းသိရှိခဲ့ပါပြီးဒီယောဂါကအသက်ရှူရခက်ခဲတာအစာစားရခက်ခဲတာနဲ့ကလေးဘဝမှာကင်ဆာဖြစ်နိုင်ရှိပုံများတာဝေကိုဖြစ်ပေါ်စေနိုင်ပါပြီးသူတို့ရဲ့ဇွေးမှုကြားထဲကနေပဲအဲလီဇဘက်နဲ့ဟင်နရီတို့ဟာ သူတို့သမီးလေးရဲ့ပထမဆုံးငိုတန်ကိုကြားလိုက်ရပြီးတဲ့နောက်စိတ်သက်သက်ရရသွားခဲ့ပါရင်အဲ့ဒီငိုတန်လေးကအသက်နဲ့မျောလင်းချက်ကိုကိုးစားပြုတော့ပါမိဘအစ်တတွေကဆရာဝန်တွေသူတို့ရဲ့သမီးအခြေအနေနဲ့ဆက်နွယ်နေခဲ့တဲ့အန်တရဝေကိုစိတ်ဝင်စားနားထောင်နေကြပြီးတော့သူတို့ရဲ့နှလုံးတောက်ဝေကကြောက်ရွံ့မှုနဲ့ဆုံးဖြတ်ချက်တွေနဲ့လေးလံနေခဲ့ပါရင်ဒီတရင်ကသူတို့အတွက်တော့တုံလုံးဆရာပါဒါပေမဲ့သူတို့ရဲ့နှုနဲ့ပြင်မဲ့အသက်အရအပြည့်ရှိတဲ့ကလေးလေးကိုကြည့်လိုက်ပြီးတဲ့နောက်သူရဲ့ဆုံးဖြတ်ချက်ကပို့ပြီးခိုင်မာခဲ့ပါရင် မေရီဟာသူ့ဘဝရဲ့ပထမအပတ်ကိုအလင်းရောင်ဖြော့ဖြော့နဲ့ဇေဘဆိုင်ရာဆက်ကရီယာဝင်နဲ့မိတန်တွေပြည်နေခဲ့တဲ့အထူးကြမ်းမတ်ကုတဆောင်မှာကုံဆုံးခဲ့ရပါရင်ကလေးငယ်မေရီဟာသူ့ရဲ့ကြီးနေခဲ့တဲ့ရှာကြောင်းအသက်ရှူရခက်ခဲပြီးအသက်ရှူနိုင်စေဖို့အတွက်သူ့ရဲ့လေပြွန်ထဲကိုပိုက်ထည့်ထားရပါရင်သူရဲ့ရှာအရှိအနေကြောင့်နိုးမဆိုးနိုင်တဲ့အတွက်အာဟာရရဖို့အတွက်အစာပြုံကိုအတုံးပြုခဲ့ရပါပြီ။တန့်ရှင်းတဲ့ပတ်ဝန်းကျင်နဲ့သူတို့ရဲ့အမြဲချောက်လန့်နေကြတဲ့ဇွေးပူပန်မှုဂျာထဲကနေ အဲလီဇဘက်နဲ့ဟင်နရီတို့ဟာသမီးလေးအပေါ်မှာအမြဲတမ်းတစ်ဆာရှိခဲ့ကြပါသည်သူတို့ကသူ့ကိုဘယ်လိုမျိုးပြုစုရမှာလဲဆိုရအသေးစိတ်အချက်လက်တွေကိုလေ့လာကြပြီးတော့အသေးအဖွဲလေးတိုင်းကိုမှတ်သားထားကာသူတို့ရဲ့အချစ်အလုံးကိုသူ့အားထိတွေ့ကင်တွေတဲ့အခါတိုင်းနဲ့တော်တော်လေးပြောတဲ့စကားလုံးတိုင်းမှာထည့်တွင်ပြီးခဲ့ကြပါသည်နောက်ဆုံးမှာတော့ကလေးကိုအထူးကျမကုသဆောင်ကနေဆင်းခွင့်ရရှိခဲ့ပြီးကျွန်စင်မိသားစုကကလေးငယ်မေရီအတွက်လုံခြုံပြီးတော့ချစ်ခင်ကျင်နာတဲ့အိမ်လေးဖြစ်လာခဲ့ပါသည် ူရဲ့တောက်ပပြီးတီးချင်းစိတ်အပြည့်ရှိတဲ့မျက်လုံးလေးတွေကအခန်းထဲမှာလှူရှားနေကြတဲ့သူ့ရဲ့မိဘဝေကိုလိုက်ကြည့်နေခဲ့ပြီးတော့သူ့ရဲ့လက်သေးသေးလေးတွေကသူ့ရဲ့လက်ချောင်းတွေကိုစုပ်ကိုင်ဖို့အတွက်ကြိုးစားနေတပါရင်းဒါပေမဲ့မေရီယာရှာကြောင့်အသက်ရှူရခက်ပြီးတော့သူ့ရဲ့ရင်ဘတ်လေးဟာ အာယူနေခဲ့ပြီးမောဟိုက်စွာနဲ့အတက်ရှူရလျက်အစာစားရတာကလည်းအမြဲတမ်းခက်ခဲခဲ့ပါရင်အသက်6လအရွယ်မှာဒီကလေးမလေးကအတွေ့အကြုံရင်ဆရာဝန်ကာတာရဲ့လမ်းညွှန်မှုနဲ့သူ့ရှရာရဲ့တစိမ့်တစ်ပိုင်းကိုဖယ်ရှားဖို့အတွက်ပထမဆုံးခွဲစိတ်မှုကိုခံယူခဲ့ရပါရင်ခွဲစိတ်မှုအောင်မြင်ခဲ့ပြီးခဏတာသူ့ရဲ့ဘဝကပုံမလွယ်ကူလာပုံရပါရင်မေရီရဲ့အသက်ရှူမှုကတည်ငြိမ်လာခဲ့ပြီးတော့သူ့ရဲ့မျက်နှာလေးကလည်း တည်ငြိမ်သွားခဲ့ကမိဘဝီရဲ့စိတ်ထဲမှာဆိုရင်အမြဲရှိနေခဲ့တဲ့ဇွေးပူပန်မှုကလည်းပျောက်ွယ်သွားခဲ့ပြီးတော့မျောလင့်ချက်အအလင်းရောင်လေးဝင်ရောက်လာခဲ့ပါပြီ။ဒါပေမဲ့ဒီယောဂါကတားဆီးလို့မရတဲ့လိုင်းလုံးကြီးလိုပဲလုံးဝဆုတ်ခွာသွားဖို့ငင်းဆန်နေခဲ့ပါရင်ရက်တပတ်အနေငယ်ကြာပြန်တော့မေရီယာရှာကပြန်ပြီးတော့ကြီးထွားလာပါရင် အစပိုင်းမှာတပိပိရှင်ဖြစ်ပေမဲ့နောက်ပိုင်းမှာဆိုတော့ဇွင်းစရာကောင်းလောက်အောင်ပဲမြန်ဆန်လာပါလိမိဘဝေကဘာလို့ရမမသိဖြစ်လာခဲ့ပြီးတော့ဒီယောဂအကြောင်းအထောက်အကူပြုအဖွဲ့နဲ့ပူးပေါင်းဖို့ဆုံးဖြတ်လိုက်ကြပါလိသူတို့နဲ့အလားတူပြတနာဝေကိုရင်ဆိုင်နေရတဲ့တခြားသောမိသားစုဝင်တဲ့စကားပြောခွင့်ရရှိခဲ့ပြီးတော့သူတို့အတွက်စိတ်တက်တယ်ရရခဲ့ပါလိဒီယောဂနဲ့ဆင်တူနဲ့အတိုင်းဝိုင်းကစနီးမောင်နဲ့အတွက်အကူအညီလိုအပ်တဲ့အခါမှာအကျဉ်းအညာနေပေးကြပါလိဒီလိုနဲ့2016ဧပြီလမှာတော့ပုံမှန်စစ်ဆေးမှုတစ်ခုအတွင်းမှာပဲ အာထရာဆောင်ရိုက်ကြည့်လိုက်တဲ့အခါမှာမေရီရဲ့အသေးမှဆိုရင်အကျိတ်သေးသေးလေးတစ်ခုကိုတွေ့ရှိရပါတယ်ဒီတရင်ကသူတို့အတွက်တော့ဝမ်းနည်းစရာကောင်းပေမဲ့ကလေးကင်းစာအထူးကိုဆရာဝန်ရှာဒေးဗစ်ကတော့သူတို့အဖွဲ့နဲ့ပူးပေါင်းပြီးအကျိတ်ကိုထိန်းချုပ်ဖို့နဲ့စီမံဖို့အတွက်ကုသမှုကိုရေးဆွဲခဲ့ပါတယ်ရှေ့ဆက်ရမယ့်လမ်းကမတေချာပေမဲ့လည်းခြေလမ်းတိုင်းဟာအန်ဒီရဲ့ကစောင့်ကြိုနေခဲ့ပါတယ်ဒါပေမဲ့စနီးမွန်းနံဖြစ်တဲ့အဲလီဇဘက်နဲ့ဟင်နရီတို့ကတော့လက်မလျှော့ဖို့ဆုံးဖြတ်ပါတယ် အတိုင်းအဝိုင်းရဲ့အားပေးမှုနဲ့သူတို့ဟာဇွေရင်စိတ်တွေနဲ့အနာဂတ်ကိုမျှော်လင့်နေကြပါလိမ့်။အသေးအကျိတ်အကြောင်းသိလိုက်ရတဲ့တည်င်းကြောင့်တို့ဟာတော်တော်လေးယုံငံခဲ့ရပြီးဘဝကလည်းအလုံးနှစ်ခုတုံးခုကိုတပြက်နဲ့ထဲလုံနေရတယ်လို့ဖြစ်သွားခဲ့ပါလိမ့်။မေဝီရဲ့ပရမဆုံးခြေလန်းလေးကိုမြင်ရတဲ့အခါမှာသူ့ရဲ့ရဲတန်လေးကိုကြားရတဲ့အခါတို့ကအယံကိုဝမ်းတပိမဲ့ဆရာဝန်နဲ့မကြာခဏပြရတာဝေဓမ္မရရတာဝေနဲ့ကင်းစားဆေးသွင်းရမယ့်အလားအလာကိုလည်းရင်ဆိုင်ခဲ့ပါလိမ့်။ ကင်စာကိုကုသရမယ်ဆိုတဲ့အသွေးကသူတို့ရဲ့ခက်ခဲနေတဲ့ဘဝလမ်းကြောင်းကိုပို့ပြီးခက်ခဲစေပါရင်ကလေးမလေးကကင်စာဆေးသွင်းရှင်ရဲ့ဆိုးရွားတဲ့ဘေးထွက်ဆိုးကျိုးတွေကိုခံစားရမယ်ဆိုတဲ့အကြောင်းကိုတွေးလိုက်တဲ့အခါတိုင်းမိဘဝရဲ့နှလုံးသားဟာနာကျင်ခဲ့ပါရင်ဒါပေမဲ့အခက်ခဲဝေးကြားထဲကနေမေရီကိုသူတို့ရဲ့ချစ်ခြင်းမေတ္တာဟာနေ့တိုင်းပို့ပြီးတော့ခိုင်မာလာခဲ့ပါရင်ပထမဆုံးဆောင်းဦးနင်းတွေမြေပြင်ကိုငြင်းတတာထိတွေ့တဲ့အချိန်မှာကျွန်စင်မိသားစုကအရေးကြီးတဲ့အဖြစ်အပျက်တစ်ခုကိုပြင်ဆင်နေကြပါရင်သူတို့ရဲ့ကလေးမေရီကအခုဆိုရင်အသက်တနည်းပြည့်တော်မှာပါ သူ့ရဲ့ရှာတစိမ့်တစ်ပိုင်းကိုဖျက်ရှားဖို့အတွက်ဒုတိယအကြိမ်ခွဲစိတ်မှုခံယူရတော့မှဖြစ်ပါလိမ့်ဒီဆုံးဖြတ်ချက်ကိုမချခင်သူတို့အနေနဲ့စဉ်းစားစရာအများကြီးရှိပါလိမ့်ဖြစ်နိုင်တဲ့အန်ဒီယဝေကောင်းကျိုးနဲ့ဖူကောင်းတဲ့ဘဝအတွက်မျောလင်းချက်တွေကိုချိန်ဆရသလိုတစ်ချိန်တည်းမှာပဲနောက်ဆက်သွဲပြဿနာအတွက်တတိထားရပါလိမ့် ဖွဲစိတ်ဆောင်ရဲ့ဧကန်တဲ့ကလီထုဟာတင်းမမှုအပြေပါစနီမွန်နန်ကတယောက်ကိုတယောက်တတင်းချဖက်ပြီးတော့စိတ်ငြိမ်ထားနေရပါလိမ့်ဆေယဝန်ကာတာရဲ့စကားဝေးကသူတို့ကိုနည်းနည်းတော့စိတ်အေးသွားပေမဲ့တင်းမမှုကတော့ပျောက်မသွားပါဘူးခွဲစိတ်မှုဟာကြာမြင့်ပြီးရှုပ်ထွေးသလိုစောင့်ဆိုင်ခန်းတဲ့ကမိဘဝေးကလည်းစုတောင်းတန်တွေကလွဲလို့တိတ်ဆိတ်နေကြပါလိမ့်နောက်ဆုံးမှာတော့ဆေယဝန်ကာတာဟာမျက်နှာမှာအပြုံးတစ်ခုနဲ့ပေါ်လာခဲ့ပါလိမ့်ဒါကိုမြင်တော့မိဘဝေးကပြောမပြတတ်အောင်ဝမ်းတာနေကြပါလိမ့် ောင်မြင်တဲ့ခွဲစိတ်မှုရရှိခဲ့တာပါနောက်ရက်တွေမှာပြန်လဲကောင်းမွန်လာမှုနဲ့တတိရှိရှိမျော်လင့်နေခဲ့တဲ့ခံစားချက်တွေကုံဆုံးခဲ့ပါပြီသူ့ရဲ့ကြီးလွန်းတဲ့ရှာကြောင့်ပုံပြက်နေခဲ့တဲ့မျက်နှာလေးမရှိတော့ဘဲမေရီဟာငင်းချမ်းမှုအတစ်တစ်ခုကိုရရှိလာပုံပေါ်ပါပြီသူဟာအသက်ရှူရတာပိုပြီးလွယ်ကူလာလေရသူ့ရဲ့ငင်းတတာအသက်ရှူတန်လေးကမိဘဝရရဲ့နားထဲမှာဆိုရင်တီးတန့်လိုပဲချိုးမြင်နေခဲ့ပါပြီတနေ့မှာတော့အံ့ဖွယ်တစ်ခုဖြစ်ပြပါပြီမေဝီပြုံးလိုက်တာပါသူ့ရဲ့စိတ်မှန်တဲ့အပြုံးမဟုတ်ပေမဲ့လည်းသူ့ရဲ့နှခမ်းတောက်လေးတွေကနည်းနည်းလေး ဝေးသွားတာဟာသူဘလောက်အထိပျော်နေတယ်လဲဆိုတာကိုပြဖို့လုံလောက်ခဲ့ပါရင်အဲ့ဒီချိန်လုံခဲ့တဲ့တနစ်တာရဲ့ဝန်ထုတ်ဝန်ပိုးကြီးကလွင့်ဆင်သွားခဲ့ပြီးတော့ပုံမတောက်ပတဲ့အနာကအတွက်မျော်လင့်ချက်တွေကဝင်လာခဲ့ပါရင်မေရီရဲ့အပြုံးဟာခက်ခဲတဲ့အချိန်တွေကိုကြော်ဖြတ်နိုင်ဖို့သူတို့ကိုကူညီပေးခဲ့တဲ့သူ့ရဲ့တိုက်ခိုက်လို့စိတ်ရဲ့တင်ကြတာတစ်ခုပဲဖြစ်ပါရင်တချိန်တည်းမှာပဲတခြားတစ်ဖက်ကနေမျောလင်းချက်အလင်းရောင်လေးပေါ်ထွက်လာပါရင်ဆေယဝန်ဒေးဗစ်ကသူ့ရဲ့အတန်မှာအကောင်းမြင်တဲ့အရေးရောင်လေးနဲ့မေရီရဲ့အသေးအကျိတ်ဟာကျုံလာပြီဆိုတဲ့သတင်းကိုပြောပြပါရင် ကုသမှုအစီအစဉ်ကအလုံးဖြစ်ခဲ့တဲ့အတွက်လပေါင်းများစွာသူတို့ကို6လနေခဲ့တဲ့ကြောက်ရွံ့မှုကနေလොမြောက်ခဲ့ပါရင်းများသောအဖြစ်ပျော်ရွှင်မှုနဲ့ဆက်ဆက်လေးရှိတဲ့ဒီဇင်ဘာလဟာသူတို့ဘဝရဲ့အပြောင်းလဲတစ်ခုဖြစ်လာပါရင်းအောင်မြင်တဲ့ခွဲစိတ်မှုနဲ့အကျိအကြောင်းကောင်းတဲ့သတင်းတွေကြောင့်မျောလင်းချက်တွေနဲ့တတိရှိအကောင်းမြင်မှုတွေပေါ်လာတဲ့ဘဝအခမ်းအသစ်တစ်ခုစတင်ခဲ့ပါရင်းခွဲစိတ်မှုကအောင်မြင်ပြီးအကျိအရွယ်အစားတင်းငယ်သွားပြီးနောက်ကျွန်းစင်မိသားစုကပုံမှန်ဘဝကိုပြန်ရောက်လာတယ်လို့မျိုးခံစားရပါရင်း အရင်ကသူ့ကိုတားဆီးခဲ့တဲ့အခက်အခဲတွေမရှိတော့ဘဲမေရီယာကဘာကဆရာဝန်စီတွားရတာဝင်နဲ့ဈေးကူတတ်မှုတွေထက်ကျယ်ပြန့်လာခဲ့ပြီးတော့ကလေးဘွားရဲ့ပျော်ရွှင်မှုကိုစတင်ခံစားလာရပါပြီ။သူကစကားပြောတဲ့နေရာမှာအခက်အခဲရှိတာဝေကိုကြော်လွားနိုင်ဖို့အတွက်စကားပြောတင်တန်းဆရာမနဲ့စတင်တွေးဆခဲ့ပြီးသူ့ရဲ့စူးစမ်းမှုတွေကပထမဆုံးမာမီနဲ့ဒက်ဒီဆိုတဲ့စကားလုံးတွေကိုရှင်းရှင်းလင်းလင်းပြောလာနိုင်တဲ့အခါမှာတော့အောင်မြင်မှုရရှိခဲ့ပါပြီ။ ဆရာဝန်ဒေးဗစ်နဲ့ပုံမှန်ပြတာစစ်ဆေးမှုတွေကတည်င်းကောင်းတွေပဲယူဆောင်ခဲ့ပါရီတချိန်ကအန်ဒီယားရှိခဲ့တဲ့အသေးအကျိတ်ဟာတပဖြစ်နဲ့တင်းငယ်သွားခဲ့ပြီးတော့အတိတ်မှာကြံခဲ့တဲ့အရာတစ်ခုဖြစ်သွားပါပြီ2018ခုနှစ်ကောင်မှာဆိုတော့အကျိတ်ကလုံမပြောက်ွယ်သွားပြီလို့ကြေညာပြီးတော့ဝမ်တာမျက်ရည်နဲ့နေရှာနဲ့ဂျေဆုတင်မှုနဲ့သူအောင်ပွဲခံခဲ့ကြပါရီသူ့ကိုအမြဲခ ्यू ဆိုင်ခဲ့တဲ့မိဘဝေက Bedway Wilderman ယောဂအထောက်အကူပြုအဖွဲ့ရဲ့အဖွဲ့အစည်းကိုလည်းဆက်လက်တက်ရောက်ခဲ့ကြပြီးတော့သူတို့အခုကြော်လွားခဲ့တဲ့အခက်အခဲမျိုးတွေကို တခြားသောမိသားစုရဲ့ကြော်လွားနိုင်ဖို့အတွက်ကူညီလိုတဲ့ဆန္ဒဝေကိုလည်းပြသခဲ့ပါရီတကယ်တော့မေရီရဲ့နေရက်ဒီကသူငယ်တန်းမှာရီမောပျော်ရွှင်ရလာဝေတငယ်ရှင်အစ်တတွေနဲ့ရတဲ့ပျော်ရွှင်မှုနဲ့သူ့ရဲ့ပတ်ဝန်းကျင်ကဘာကိုအံ့ဩတကြီးရှာဖွေတွေးရှိမှုနဲ့ပြည့်နေနေခဲ့ပါရီဒီကနေ့မှာဆိုတော့ဒီထူးခြားတဲ့ကလေးမလေးကတခြားကလေးတွေနဲ့မကွဲပြားတော့ဘဲသူ့ရဲ့မိဘတွေကလည်းအတိုင်းပြည့်ပျော်ရွှင်နေကြပါပြီကျေးဇူးပြပရိသတ်များအားလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ